စနာ YouTube channel ကနေပြန်လည်ပြီးမှကြိုဆိုလိုက်ပါရစေ။ကျမတို့ရဲ့ channel လေးကဆိုရင်တော့ပရာလောကဇလံကောင်းလေးများစွာနဲ့ဖြစ်ရမှန်ဇလံကောင်းလေးများစွာကိုတင်ဆက်ပေးနေတဲ့ channel လေးပဲဖြစ်ပါရစေ။ဒီနေ့မှတော့ပရိသတ်ကြီးအတွက်တန်လန်းမောင်ကတရေသားမီဆိုတဲ့ဖြစ်ရမှန်ဇလံကောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါရစေ။ဇလံကိုမဆောင်တင်ခင်မှာတော့ကျမတို့ရဲ့ channel လေးကို like and subscribe လေးလုပ်ခဲ့ပေးဖို့တောင်းဆိုချင်ပါရစေ။ဗီဒီယိုတလေးတွေတိုင်းမှာလည်းပရိသတ်ကြီးသိရှိဖို့အတွက် လူဒီပဲခေါင်းလားလေးကိုနေပေးသားကြဖို့မမေ့နေရှင်။ဟုတ်ကဲ့ပါဒါဆိုရင်တော့ဇလန်ကိုအခုပဲစတင်လိုက်ပါတော့မယ်။ကျွန်တော်နာမည်မောင်ထွေအလောကနေဘူးတာယုံလင်းရဲ့တန်လန်ဂိတ်ကလေးတစ်ခုမှာဂိတ်ဆောင်ဝင်းတန်းကျွန်တော်ဒီလောက်ကိုဝင်တာမကြသေးဘူး။အလုစားဝင်ဝင်ချင်းဘူတာညုံလေးမှာအလုဝင်ရပြီမင်းအခုတော့မြို့လေးရဲ့ခက်လန်းလန်းတန်လန်းဂိတ်ကလေးမှာခေးဆောင်ရတဲ့တာဝန်ကိုထမ်းဆောင်ရတယ်တန်လန်းဂိတ်ဆောင်ရှူတာကလည်းရထားလာတဲ့ချင်းဂိတ်ပိတ် ထားဖြတ်သွားပြီဆိုရင်ဂိတ်ပြန်ဖွင့်ပေးရတာလေလူကလည်းလူငယ်လူလို့ဆိုတော့တယောက်တည်းဂိတ်တဲလေးထဲမှာထမင်းချက်ဆောက်လိုက်စောင်းလေးဖက်လိုက်ဂီတာလေးတီးလိုက်နဲ့နာရီပိုင်းရီပေါ့ကျွန်တော်ကြောင့်ဒီဂိတ်နောင်မှာအိမ်မရှိဘူးဗျခလန်းလမ်းမှာရွာသေးသေးလေးတရွာရှိတယ်တခါတလေတော့ရွာထဲကလူငယ်လေးတွေပလင်းလေးတွေဆွဲပြီးတော့ဂီတာလာတီးတက်တယ်အဲ့ဒီချိန်မျိုးဆိုရင်တော့စီစီကားကားလေးပေါ့ဇလန်းကကျွန်တော်အဲ့ဒီဂိတ်ကိုရောက်ပြီးတလောက်လောက်နေမှစတာတနေ့မှပေါ့ဗျာ ညနေဆောင်လေးဘူတာကနေရထားထွက်လာပြီးဆိုတော့ထုံးစံအတိုင်းကိတ်ကလေးပိတ်အလံစိမ့်လေးပြပြီးရထားလာတဲ့ဘက်ကိုကြည့်နေမိတယ်။အဲ့ဒီအချိန်မှာဟာကျွန်တော်နေကလန်းလန်းကနေအမျိုးသမီးတဦးလေးနှစ်အရွယ်ကလေးမလေးလက်ကိုဆွဲပြီးတန်လန်းဘုံတက်လာ။အဲ့ဒီအချိန်မှာရထားကလေဘူတာကထွက်လာတာကြာလာတော့အရှင်ရကနည်းနည်းပါနေပြီ။ကျွန်တော်ကြောင်ပြီးတော့ကြည့်နေတော့မှပဲ။အဲ့ဒီမျိုးသမီးကကလေးလေးကိုပဲရုတ်တရက်ကောက်ချီပြီး တန်လန်းအတိုင်းယထာဘက်ကိုမျက်နှာချင်းဆိုင်ပြေးတာဗျကျွန်တော်တိလိုက်ပြီဒီမျိုးသမီးတမင်တကာယထာတိုက်ခံပြီးတေချောင်းကြံတော့မှာကျွန်တော်ကလေဟေးဟေးစက်မပြေးနေတန်လန်းဘေးကိုခုံချခုံချအော်လင်းအောင်သူ့နောက်ကိုလေပြေးလိုက်ယထာဆောက်ကောင်းမောင်းကအဲ့ဒီမျိုးသမီးယထာစီကိုတဲ့တဲ့ကြီးပြေးဝင်လာတာကိုမြင်တော့အော်အော်တန်ကိုကြဲကြီးပဲဆက်ကောင်းနေရနေကိုတပိုင်းထွက်ပြီးတော့လဟန်ချီဟန်နဲ့ဘေးကိုဖယ်ခိုင်းနေတာတွေ့ရတယ်အမျိုးသမီးကလည်းမရှက်ဘူး ကျွန်တော်ပြေးလိုက်တုံးအော်တော့ပါပဲအာသွားပြီမြို့သမီးနဲ့ကလေးဟာယထာနဲ့တိုက်ခံရပြီးယထာနဲ့တန်လန်းကြရင်းမှာအပိုင်းပိုင်းအပြည့်ပြည့်နဲ့ဒလိန်ကောင်ကွေးပြက်သွားတော်ကိုမျက်ဝါးချင်းချင်းတွေးလိုက်ရတယ်။အောဩတန်နဲ့ယထာဘယုဆွဲတန်တွေတန်လန်းနဲ့ဘိန်းဖို့တန်တွေနဲ့အတူပဲယထာခန်းလန်းလန်းမှာရက်သွားတယ်။ယထာဘုံကနေတောင်ဝင်ရှိသူတွေယထာရဲတွေခီးတွေတွေစင်းလာချိန်မှာတော့ကျွန်တော်ဟာသူ့အလူလူနဲ့ အပိုင်ပိုင်ပြက်နေတဲ့အလောင်းနှလောင်းနှောင်းမောင်ကြောင်ရေးပြီးတော့ရဲကြည့်နေမိစကောင်းမောင်နဲ့ကက်ဖို့ကဘလို့ဖြစ်တာလဲ။ "तू ကဘယ်အောင်နေ?"ကျွန်တော်လည်းမသိဘူး။ကျွန်တော်ကိပေပြီးအလံပြနေတော့တန်လန်းပုံရုတ်တရက်တက်လာပြီးတော့ရထားဘက်ကိုပြေးလာပြီ။ရွာရဲရောက်လူတွေရောက်လာမှတေးသွားတဲ့အမျိုးသမီးဟာရွာရဲရောက်ဖြစ်ကြောင်းခင်ပုံးကအရက်သမားမူးလောင်လာရိုင်းနှက်တက်ကြောင်းကလေးသုံးယောက်ရှိကြောင်းအခုအတူတေးသွားတဲ့ကလေးမလေးကအငယ်ဆုံးဖြစ်ကြောင်းအကုန်သိခဲ့ရတယ်။ ရဲတွေကလည်းစစ်ချက်ယူဇက်ပုံတွေရအလောင်းကောင်အပိုင်ပိုင်ပြက်တွေကိုလည်းနိုင်ကူညီမှုကလူတွေကတစားစီလိုက်ကောက်ပြီးစာလိုက်ထဲကိုထည့်ပြီးတော့ကားဘုတ်ကိုထင်းသွမ်းလိုက်တော့နေအရင်ညကျွန်တော်ထမင်းမစားနိုင်ဒီအပိုင်ပိုင်ပြက်တွေပဲမျိုးလုံးလေးမှမြင်နေတာတသက်နဲ့တကူဒီလိုမျိုးလဲတစ်ခါမှမမြင်ဘူးညစင်နိုင်လောက်မှအဲ့ရလေးတွေမှလဲနေတော့ညနေရယထာတိုက်သွားတဲ့နေရာမှာစကားပြောတယ်လို့လို့နေခွေးဟောင်တန်တွေကြောင်းရလို့ လက်ဆွဲတော်ဓမီလေးကိုယူပြီးတဲပြင်ကိုထွက်ကြည့်တော့အဲ့ဒီနောက်မှာလူလဲတယောက်မှမရှိခွေးနှကောင်သုံးကောင်တော့ဘာလို့မြင်လို့ဟောင်းမန်းမသိတန်လန်းကိုကြည့်ပြီးတော့ဟောင်းလိုက်ဥလိုက်နဲ့ကျွန်တော်တက်သီးတွေတပြင်းကနေထထသွားတယ်။ညနေကနေကိုယ့်အရှိန်မှာပိုးစိုးပတ်ဆက်သေးထားတဲ့အပိုင်းပိုင်းအပြက်တွေကမျက်စိတွေကမထွက်သေးဘူး။ရွာထဲကလူငယ်တွေကလည်းဒီနေ့မလာတော့ကျွန်တော်တယောက်တည်းအောင်းငိန်လာတယ်။မကြောက်တတ်ဘူးဆိုပေမဲ့တယောက်တည်းဆိုရင်အတိအယဝင်လာတော့ကြောက်စိတ်ကဝင်လာရော စိတ်ကိုတင်းပြီးတော့အဲဒီဘက်ကိုမကြည့်မိအောင်ထိန်းပြီးတော့နေပြန်တော့လည်းမရအောင်ဟူးတပြင်းကိုမှုတ်ထုတ်ရင်စိတ်တရောင်နေဖျားစားလေးရွတ်နေလိုက်တယ်စတနာရီကျော်လောက်မှာပူတာဘက်ကရထားရစီထွက်လာလို့ကဲရထပိတ်ပြီးအဲလန်စိမ့်ပြရင်နေရထားဘက်ကိုမျက်နှာလှည့်ကြည့်နေတော့ရထားမီးရောင်နေမြင်လိုက်ရတာကဟာဟုတ်တယ်ညနေရတေသွားတွေတားမိနေရအောက်ကနေရထားတန်လန်းဘုံတက်လာနေတာညနေရအဝိစားတိုင်းပဲဖျားဖျားမဖြစ်နိုင်ဘူး ဒါမဖြစ်နိုင်ဘူးကျွန်တော်ရင်ရွတ်နေတော့မှပဲအဲ့ဒီသားမီးဟာမီးထိုးပြီးတော့မောင်းလာတဲ့ယထာအချိကိုတွားရက်နေတာဟာဆက်ကောင်းကမြင်မလားမမြင်လားတော့မသိကျွန်တော်ကအထင်သာမြင်နေရတာယထာကောင်းတွေ့ရအဲ့ဒီသားမီးကိုတိုက်လိုက်တဲ့အခါသားမီးနှစ်ယောက်စလုံးအပိုင်းပိုင်းနဲ့လင်းစင်ထွက်သွားတာကျွန်တော်မြင်လိုက်ရတော့လက်ထဲကအလံကိုပြေးချပြီးမျက်လုံးကိုလက်နှစ်ဖက်နဲ့အုပ်ပြီးတော့ငင်းငယ်အော်ပြစ်လိုက်တယ်ယထာကကိုအနာကနေတိုးဝဝနဲ့ဖြတ်သွားတဲ့အချိန်မှာ ခုနကနေရာကိုကြည့်မိတော့ဘာမှမရှိဘူး။တေချောင်းတမီးနဲ့အနားကိုတွားကြည့်တော့လဲဘာမှမတွေ့ဘူး။ဖះဖះငါငါရဲ့တရေအချောက်ခံနေရပြီ။တသန်းနဲ့တကူတစ်ခါမှတရေအချောက်မခံရဘူး။ချောက်ခံရတော့လဲအကူအညီတောင်းစီရအတွက်ပဝင်းကျင်မှာလူမရှိဘူး။အားငယ်စိတ်ကောချောက်စိတ်ကောဝင်လာတော့လူအားဆောင်တွင်ကြီးကိုချွေးတွေပြန်လာတယ်။ခြေတွေလက်တွေတုံလာတယ်။ဘာလို့လို့ဘာခံရမှန်းကိုမသိတော့။ငါငါငါတယောက်တည်းထိုင်နေတော့အနားကိုသာရောက်လာရင် ဘယ်လိုလုပ်ရမလဲငါအနားမှာပွားကနေပေါ်လာရင်ဘယ်လိုလုပ်ရမလဲအိုးယူတာယူကျင်လာရပြအဲ့ဒီညရှေးသမျှဖျားစာရင်အကုန်ညွတ်နေတာမနက်မိုးလင်းခါနီးမှအိပ်ပျော်သွားတယ်မနက်ကြတော့ညအဖြစ်အပျက်ကိုပြန်တွေ့ရင်ညရောက်မှကိုကြောက်နေမိတယ်ဒီလိုနဲ့ည၈နာရီလောက်မှရွာရင်းရခင်းနေတဲ့လူငယ်လေးတွေပလင်းတွေနဲ့ဂီတာလေးကိုဆွဲပြီးတော့ရောက်လာတော့အားရှိသွားတယ်ကိုကလည်းအမြီးအဖြစ်ရှိတော်လေးချပီးမချတဲ့ချတဲ့နဲ့တစ်ခွက်နှစ်ခွက်ဝင်ကက်လိုက်တော့ အာကြွရှာသွက်ဖြစ်လာတယ်။အဲ့ဒီမှာခေကြာတီးနေပြီးနားနေရင်နေညီလေးတို့ပြောင်းလေးကိုထွေးဟိုဟာကွာငါညီတို့တရားရှိတယ်ဆိုတာရှုံးလားဟာဟာကိုထွေးရေဘာများလဲလို့မယုံပါဘူးဗျာဘာလဲကိုထွေးရအရှောက်ခံရလို့လားဟာဟာဟာအကိုအတီပြောနေတာကွာကဲကိုထွေးဘလို့အချောက်ခံရလဲကျွန်တော်တို့ပြောကြည့်ကျွန်တော်ကလေညအပြည့်အပြည့်ကိုပြောပြလိုက်တော့ ကိုထွေးရောင်တို့သားမိရထားတိုက်ခိုင်ရတဲ့အချိန်မျက်ဝါးတင်တင်မြင်လိုက်ရတော့စိတ်ဆွဲပြီးတော့ထင်မြင်နေတာဖြစ်မှာပါမဟုတ်ဘူးအကိုအရက်လည်းမတော့တတ်ဘူးငါညီတို့လာမှသာတခါတလေတောက်တာမနေ့ကအကိုလုံးဝမတော့ဘူးအမြင်လည်းမမှကဲကိုထွေးကိုထွေးပြောသလိုရွာထဲကတည်သွားရင်မိစံတကယ်ခြောက်မကြောက်ဒီညရထားလာရင် ကျွန်တော်တို့ကြည့်မယ်အေးကောင်းတယ်အဲ့ဒါနဲ့ပဲကျွန်တော်တို့လည်းရထားဆောင်နေကြတာဒီညမှာရထားအောင်မလောက်နောက်ကြနေတာပြောင်း ည12နာရီလောက်ကြတော့ခြာဒိတ်တွေက ကိုထွေရထားရလဲမလားကျွန်တော်တို့လည်းမနဲ့အလုပ်ရှိသေးတယ်ပြန်တော့မင်းနောက်ညမှာပဲဆက်ပြီးတော့စောင့်ကြည့်ကြတာပေါ့အေးပါကွာဒီညကရထားကနောက်ကျနေသေးတယ်မင်းတို့ပြန်သွားရင်ငါတက်ရောက်ထဲအားငယ်တယ်ကွာအားမငယ်ပါနဲ့ကိုထွေရကိုထွေစိတ်ထင်လို့နေမှာပါကဲပြန်ကြစို့သူတို့တွေတန်းလန်းတိုင်းရွာဘက်ကိုပြန်သွားနေတာကိုကြည့်နေတော့ဟာသူတို့နောက်မှာဟူသားမိကိုတွေ့လိုက်တော့ညီလေးတို့ ညီလေးတို့မင်းတို့မသူတို့အားလုံးကလည်းကျွန်တော်ကိုပြန်လဲကြည့်ပြီးတော့ဟာမိစန်းဟာတရေတရေပြေးဟာပြေးပြေးအကောင်လုံးကဝယုံသုံးကရွာဘက်ကိုထွက်ပြေးကုန်းချအောင်ကျွန်တော်တောင်ကိုတန်းရှိမှကျွန်တော်ကြည့်နေတော့ရှိသေးတယ်အဲ့ဒီသားမီးယာနောက်ပြန်ကြည့်လာပြီးကျွန်တော်စီကိုတတဲမဲမဲတီရှောက်လာတာတွေးရရတဆက်ဆက်နဲ့အောက်ကိုကြလို့ပေါ့တွားတွားငါနာမလာနဲ့ ကျွန်တော်ကလေအော်လဲအော်နောက်ကိုလေလှဲမကြည့်တော့ဘူတာဘက်ကိုအာကုန်ပြေးတော်တာပဲဘူတာတဲလေးရောက်ရုံလူအောင်ဖုတ်လိုက်ဖုတ်လိုက်နဲ့ရှာထွက်လို့နေပြီရုံပိုင်လေးရုံပိုင်လေးဟာကိုထွေရွှေတွေလဲရွှဲလို့ဘလို့ဖြစ်လာတာလဲဘာဖြစ်လို့လေဗျကျွန်တော်ကျွန်တော်အလုပ်ထွက်ပြရစီအလုပ်ထွက်ပြရစီဖြည်းဖြည်းပြောပါနေပါဦးဘာဖြစ်လာတာလဲကျွန်တော်ကိုရှင်းအောင်ပြောပါဦးကျွန်တော်ကျွန်တော်တရေအချောက်ခံရလို့ကျွန်တော်တယောက်တည်းဂိတ်မှာမနေရဲဘူး ဘလို့တရေအကြောက်ခံရလို့ဟုတ်လားဟုတ်ရဲ့လားကိုထွေးရင်ဟုတ်တယ်မနေညနေကယထာတိုက်ပြီးတေးသွားတယ်တာမိမနေညလေး6တင်းအခုဒီညလေးခုနလေးတင်း6တာကျွန်တော်တယောက်တည်းမဟုတ်ဘူးရွာထဲကခြာတေးလေးတွေပါအကြောက်ခံရတာဟေးကျွန်တော်ပြောတော့မယုံလို့ယုံပိုင်းလေးနဲ့နောက်တယောက်ကျွန်တော်နဲ့နေတဲ့ကိတ်ကိုသွားကြည့်ကြတယ်နောက်ရွာထဲမှာတရင်စုံစမ်းနေရွာထဲကခြာတွေ့တီကပါတကယ်6ခံရမယ်ပြောပြလိုက်တော့ ယုံရခန့်ယုံရခန့်ဖြစ်နေကုန်ရောကျွန်တော်ကအဲ့ဒီညာရင်ကျင်းမဲ့အလုတ်ထွက်ပြစ်လိုက်တယ်။နောက်မှတရင်ကြရတာကတော့နောက်ရောက်လာတဲ့ကိစ္စတွေလည်းအကုန်အချောက်ခံရလို့တုံရလာလူချင်းသွားရရင်ဆိုတိုင်းရွာနဲ့ဘူတာတာဝန်ရှိသူတွေပေါင်းပြီးတော့အဲ့ဒီနေရာမှာပရေရွက်လိုက်မှမချောက်တော့ဘူးဆိုတာရှဲကိုကျွန်တော်ကြားသိခဲ့ရတယ်။ကျွန်တော်ကတော့နှညာဆက်တိုင်းကိုတွေ့မြင်ထားတာအခုဒီမျက်လုံးနဲ့ရထုတ်လို့မရသေးဘူးဗျာ။ဟုတ်ကဲ့ပါပရိသတ်များရှင်။ ဇလန်ကတော့ဒီမှာပဲပြီးဆုံးသွားပါပြီအဲဆုံးဒီနားဆင်ပေးခဲ့ကြရင်ပရိသတ်များအားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်ရှင်